ပဒေဆိုတာခေါင်းရှုစရာကြီးလို့ထင်နေလား။음တက်ခါလီတော့ဟုတ်ပါတယ်။ဒါပေမဲ့သူ့မှာလည်းအခြေခံစည်းမျဉ်းလေးတွေရှိနေတာဗော။ဒီနေ့တော့မြန်မာနိုင်ငံရဲ့ယာစသက်ကြီးထေးကအ धिक ကြတဲ့အချက်တချို့ကိုလွယ်လွယ်ကူကူနဲ့ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်အတူတူကြည့်လိုက်ကြရအောင်။ဟုတ်ပြီ။ဒါဆိုရင်အခြေခံအကြောင်းဆုံးမိခွန်းတွေနဲ့ပဲဆက်လိုက်ကြတာဗော။ယာစက်တကြီးဆိုတာတကယ်တော့ဘာကြီးလဲ။ပြီးတော့ ပိုအေးကြည့်တာကစီဒီဥပဒေကဘသူတွေအပေါ်မှာတေးရောက်မှုရှိနေတာလဲဆိုတာကိုအဖေရှားကြည့်ကြမယ်ပထမဆုံးအနေနဲ့ဒီဥပဒေရဲ့အာဏာဘလောက်ထိကျေပြန့်တယ်လဲဆိုတာကိုအရင်ဆုံးကြည့်လိုက်ကြအောင်ဘယ်နေရာမှာဘသူအပေါ်မှာတေးရောက်မှုရှိနေတာလဲအဓိကအားဖြင့်လေဒီဥပဒေရဲ့တက်ရောက်မှုကိုအပိုင်းနှစ်ပိုင်းခွဲပြီးကြည့်လို့ရတယ်။တစ်ပိုင်းကတော့ဖြစ်မှုတစ်ခုဘယ်နေရာမှာဖြစ်ခဲ့တယ်လဲဆိုတဲ့ပြည်ဝင်အနေထားပေါ်မှာမူတည်တယ် နောက်တစ်ပိုင်းကတော့အဒီပြမှုကိုဘယ်လူကကျူးလွန်ခဲ့တယ်လဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ဆိုဒီဥပဒေရဲ့အာဏာတည်ရောက်မှုကတော်တော်လေးကိုကျေပြန့်တယ်လို့ပြောရမယ်။ပုံမှန်လေးရဆိုရင်မြန်မာနိုင်ငံနေနေမဲအတွင်းမှာကျူးလွန်တဲ့ပေပြင်းမှုကိုမဆိုဒီဥပဒေနဲ့အရေးယူလို့ရတယ်။ဒါဒီမဲ့လားဆိုမဟုတ်သေးဘူး။ပိုပြီးစိတ်ဝင်လာဖို့ကောင်းတာကပုံမှန်လေးပါ။မြန်မာနိုင်ငံသားတယောက်ကကမ္ဘာဘယ်နိုင်ငံဘယ်နေရာမှာပဲဖြစ်ဖြစ်ပြမှုတစ်ခုခုကိုကျူးလွန်ခွင့်ရင်တောင်းဒီအားသက်ချီကသူ့ပုံမှာအာဏာတည်ရောက်နေတော့ပဲ။ဟုတ်ပြီ။ဥပဒေမှာလေးစကားလုံးတစ်လုံးချင်းစီက တိတ်ကိုအရေးကြီးပါတယ်အဲ့ပဲလွဲတော့လို့မရဘူးအဲ့တော့အခုအဓိကကြတဲ့အသွန်လုံးတချို့ရဲ့တိကျတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုတစ်ချက်လောက်လေ့လာကြည့်ကြရအောင်ဒီအဆက်ကတော်တော်လေးရေးပါပါတယ်ပုံမခေါ်မှာဘာလို့ဆိုလိုချင်တာလဲဆိုတော့ဥပဒေရဲ့တနေရာမှာစကလုံးတစ်လုံးကိုအဓိပ္ပာယ်ဖွင့်ဆိုမိပြီဆိုရင်ဥပဒေစောင်းတစ်လုံးမှာအဲ့စကလုံးကိုအဲ့အဓိပ္ပာယ်တိုင်းပဲသုံးရမယ်လို့ပြောထားတာဆိုတော့ဒါကဥပဒေတစ်ခုလုံးအတွက်တရားဝင်အဖြေတန်တအုပ်လိုပဲပို့ဒါကြောင့်မလို့အဓိပ္ပာယ်ဖွင့်ဆိုတဲ့တွေကလုံးဝအရေးကြီးရပါဥပမာအနေနဲ့ ပြည်သူဝန်ထမ်းဆိုတဲ့စကားလုံးကိုကြည်လိုက်ရအောင်ပုံမှန်27အရဆိုရင်လေကျွန်တော်တို့ထင်သလိုတရားဘူးကြီးတွေတမတော်သားတွေလောက်ပဲမဟုတ်ဘူးအစိုးရဌာနအသီးသီးမှတာဝန်ထမ်းဆောင်နေတဲ့အမှုထမ်းမျိုးမျိုးကိုပါခြုံငုံပြီးတော့အထည်ပဲဖွင့်ဆိုထားတာကိုတွေ့ရမှာပါတော်တော်ကျေပြန်းနေနော်နောက်တစ်ခုက ရွှေပြောင်းနယ်ဒီပစ္စည်းတဲ့အလွယ်ဆုံးပြောရရင်တော့မြေကြီးနဲ့မြေကြီးပေါ်မှာအခိုင်အမာတွဲဆက်ထားတဲ့အရာတွေကလွဲရင်ကြံတဲ့ဂိုင်လုံးရွှေလို့ရတဲ့ပစ္စည်းအလုံးကိုဆိုလိုတာပါပဲ။ ဒီဒိဋ္ဌန်ဖွင့်ဆိုချက်ကဘာလို့အရေးကြီးလဲဆိုတော့ခိုးမှုလိုမျိုးဖြစ်မှုတွေမှာပယ်ရာကိုခိုးယူလို့ရတဲ့ပစ္စည်းဖြစ်သတ်မှတ်မလဲဆိုတာကိုအဆုံးဖြတ်ပေးလို့ပါပဲဒီမှာတော့တစ်ခုနဲ့တစ်ခုဆန့်ကျင်ပေအတည်းပြရှိတဲ့အသွင်အနှုန်းတစ်ခုကိုနိုင်ရှင်ကြည့်ကြမယ်ပုံမှန်ဒီစတူမှမတရားရယူခြင်းဆိုတာဥပဒေအရကိုယ်မှရပိုင်ခွင့်မရှိတဲ့ပစ္စည်းကိုရယူလိုက်တာမတရားဆုံးရှုံးခြင်းဆိုတာကြတော့ဥပဒေအရကိုယ်ပိုင်ဆိုင်ခွင့်ရှိတဲ့ပစ္စည်းကိုသူတစ်ပါးကြောင့်ဆုံးရှုံးသွားရတာကိုပြောတာပါဥပဒေကလောက်ရတဲ့ခုချင်းစီကိုဘလောက်အထိတိတိကျကျအခွေချသတ်မှတ်ထားတယ်လဲဆိုတာကိုဒီအချက်ကကောင်းကောင်းကြီးသတ်တည်ကြရပါတယ် ကဲအခုဥပဒေရဲ့ကျိုးချောင်းစင်ချင်းပုံဘက်ကိုနည်းနည်းသွားကြည့်အောင်စဉ်းစားကြည့်လေပြမို့တခုမှလူတယောက်ထပ်ပိုးပေးပါမှန်ပတ်သက်နေဘယ်သူမှတာဝန်ရှိမလဲဥပဒေကဒီလိုခိစမျိုးတွေကိုဘယ်လိုဆုံးဖြတ်တယ်လဲဆိုတာကြည့်ကြတာပေါ့ဒါလာတော့အရင်ကအရေးကြီးတဲ့အချက်တခုပါသူညီတော်ရည်ရွယ်ချက် common intention လို့ခေါ်တဲ့သဘောတရားပဲဖြစ်ပါတယ်ဘုံမသွန်စလီအရာလူလာယောကရည်ရွယ်ချက်တခုတည်းကိုအတူတူထားပြီးပြမှုတခုကိုကျူးလွန်ခဲ့ရင် အဲ့ဒီမှာပါဝင်တဲ့သူတိုင်းဟာအဲ့ဒီပြစ်မှုကိုတယောက်ချင်းကျူးလွန်ခဲ့တယ်လို့မျိုးအပြစ်ဝါတောင်းဝေရှိတယ်လို့ဆိုလိုတာပါ။ဒါကအဖွဲ့လိုက်ကျူးလွန်တဲ့ပြစ်မှုတွေအတွက်အဓိကကြတဲ့အချက်ပဲ။ဒီသဘောတရားကိုပို့ပြီးရှင်းသွားအောင် ပုံမှန်ထုံးစစ်ခွန်တွေကဥမာလေးတစ်ခုကိုကြည့်လိုက်ကြအောင်။ဒီမှာ A နဲ့ B ဆိုတဲ့လူနှစ်ယောက်က Z ကိုအစိတ်နင်းနေစီတိုက်ပြီးတပ်ဖြစ်ဖို့သဘောတူထားကြတဲ့ပြီးတော့ A ကတကြိမ်အစိတ်ခတ်တယ် B ကလည်းနောက်တကြိမ်မှာစိတ်ခတ်တယ်သူတို့နှစ်ယောက်ကမတူညီတဲ့အချိန်ဒီမှာလော့ခဲ့ကြပင်နဲ့ နောက်ဆုံးမှာဇက်ကအဲ့ဒီအစိတ်နှစ်ခုရဲ့စူပေါင်းအာနီတင်ကြောင့်တည်ဆောင်းသွားခဲ့တဲ့ဒီနေရာမှာသူတို့ရဲ့လုံရက်တီကတိကျစီဖြစ်နေပုံရပေမဲ့သူတို့ရဲ့ရွေချက်ကတူညီနေတဲ့အတွက်နှစ်ယောက်စလုံးဟာလူသက်မှုနဲ့အတူတူတာဝန်ရှိသွားပါတော့တယ်။ဟုတ်ပြီပြမှုကျူးလို့နေဆိုတာတတ်တည်ထင်ရှားဖြစ်သွားရင်ဘာစစ်ဖြစ်မလဲ။အဖြစ်ပေးခါရမှာပေါ့နော်။အဲ့တော့ရာသက်ကြီးမှဘလို့ပြစ်တံမျိုးစွားတွေကိုဖော်ပြထားတယ်ဆိုတာကိုကြည့်လိုက်ကြရအောင်။ပုံမှန်ငါးဖြစ်သုံးမအထိကပြည့်တံအမျိုးအစားတွေကိုသတ်မှတ်ထားတာအပြင်းထန်ဆုံးကတော့တည်တံ ဖင်တတတကျွန်းထောင်တန်ပြောအလုတ်ချမ်းနဲ့ဖြစ်စီရိုးရိုးဖြစ်စီချက်ခံရတဲ့ထောင်တန်နောက်ဆုံးတော့ငွေတန်အဲ့ဒါတွေပဲဖြစ်ပါတယ်ဒါဆိုဒါငွေချမှတ်ခံရပြီမဆောင်နိုင်ရောဘယ်လိုလုပ်မလဲအဲ့ဒီအတွက်ပုံမှန်60ခွန်မှအဖြေရှိပါတယ်ရှင်းရှင်းလေးပါပဲဒါငွေပမာဏများလေလေမဆောင်နိုင်ရင် ထောင်တန်ထပ်ပြီးကြားခံရနိုင်ခြင်းများလေလေပါပဲဥပမာဒါငွေချက်လာတော့ဒီဆိုရင် ထောင်နှစ်လာတီထပ်ကြလိုက်နေဒါပေမဲ့ဒါငွေကကြက်တသိန်းကျော်သွားပြီဆိုရင်တော့ ထောင်ဒဏ်6လအထိထူသွားနိုင်ပါတယ်။ဒီနေ့ကျွန်တော်တို့ရာဇသက်ကြီးရဲ့အခြေခံအကြအဆုံးအချက်တွေချက်တဲ့သူ့ရဲ့အာဏာတက်ရောက်မှုအရေးကြီးရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေဘယ်သူမှတာဝန်ရှိတယ်လဲဆိုတာနဲ့ပစ်တံအမျိုးအစားတွေကိုလေ့လာခဲ့ကြပြီးပြီပေါ့။ဒါတွေအားလုံးဟာတရားမျှတမှု system တစ်ခုရဲ့အုတ်မြစ်တွေပါပဲ။ဆိုတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုမေးချင်ပါတယ်။ဒီလိုဥပဒေရဲ့အခြေခံတွေကိုသိပြီးတဲ့နောက်မှာကျွန်တော်တို့လူအဖွဲ့အစည်းမှာတရားမျှတမှုဆိုတာတကယ်ဖြစ်ထုံးလာဖို့အတွက် ပေရာကအရေးကြီးဆုံးလို့ထင်ပါတယ်လေ